်နောက်တစ်ခုကတော့နံပါတ်2အတုံညာကဘာလို့ခေါ်ပါတယ်ဒါကတော့ဘုရားတဆူဒါမှမဟုတ်တဆူထက်ပိုပြီးတော့ပွင့်တဲ့ကဘာတွေကိုအတုံညာကဘာလို့ခေါ်ပြီးတော့အဲ့ဒီကဘာကမှနောက်ထပ်ကဘာအမျိုးအစားတွေကထပ်ခွဲထားခဲ့ပါသေးတယ်ဘာတွေလဲဆိုတော့တာရကဘာဘုရားတဆူပဲပွင့်တဲ့ကဘာကိုတာရကဘာလို့ခေါ်ပါတယ်နောက်တစ်ခုကတော့မန္တကဘာ ဖျားနှစ်ဆူပဲပွင့်တဲ့ကဘာကိုမန္တကဘာလို့ခေါ်ပါတယ်။နောက်တစ်ခုကတော့ဝဲရကဘာလို့ခေါ်ပါတယ်။သူကတော့ဖျားသုံးဆူပွင့်တဲ့ကဘာမျိုးစားပါပဲ။နောက်တစ်ခုကတော့တာရမန္တကဘာလို့ခေါ်ပါတယ်။ဖျားလေးဆူပွင့်တဲ့ကဘာလို့လည်းပြောရပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့အခုနေထိုင်တဲ့ဗတ္တကဘာလို့ခေါ်ပါတယ်။ဖျားငါးဆူပွင့်တဲ့ကဘာဆိုပြီးတော့အလုံးနဲ့တည်ကြတာပေါ့နော်။ အဲ့ဒီမှာထက်ကွန်ပြီးမေးစရာရှိတာကဖျားငါးစုထက်ပိုပြီးတော့၆စုပွင့်မဲ့ကဘာရောရှိနိုင်မလားဆိုပြီးတော့မေးကောင်းမေးလာနိုင်ပါသေးတယ်